မင်္ဂလာပါကျွန်တော်ကဒီဗီဒီယိုလေးထဲမှာတော့ဒီပေါင်းခြားတဆောင်ချင်းစီရဲ့တုတ်တက်အမှောင်လေးဒီကိုအလွယ်ဆုံးနဲ့အမြန်ဆုံးတက်တဲ့နီလန်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကစီးရင်လေးတွေတွင်းထားတာပေါ့နော်သူရဲ့ invoice တဆောင်ချင်းစီလိုက်တွင်းထားတယ်ဒီအောက်ကတုတ်တယ်ဆိုတဲ့နေရာလေးမှာသူရဲ့တုတ်တယ်အမှောင်လေးကိုပို့ချင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကသူအမှောင်ဆိုတဲ့ column လေးကိုဆက်လက်မှတ်လိုက်မယ် ပြီးရင်တော့ကျွန်တော်တို့က go to special ပေါက်လေးကိုခေါ်မယ်အဲ့တော့ shortcut key ကိုကွန်လိုက်ပါမယ် control ရဲ့ key ရဲ့ကိုနှိပ်လိုက်ပါမယ်အဲ့ကြရင် go to ဆိုတဲ့ပေါက်လေးကျလာမယ်အဲ့ဒီမှာဒီမှာ special ဆိုတာလေးရှိတယ်အဲ့ special တဲ့ကိုဝင်လိုက်ပါအဲ့ဒါပြီးရင်တော့ကျွန်တော်တို့က blank ဆိုတာလေးကိုရွေးလိုက်မယ် okay လို့ပေးလိုက်မယ်ဆိုရင်သူ့အောက်မှာ blank ဖြစ်နေရဲ့ total တွေက blank ဖြစ်နေဆိုတဲ့နေရာလေးမှာ blank ဖြစ်နေရမို့လို့အဲ့ဒါလေးတွေကို select မှတ်သွားမယ်အဲ့ဒီချိန်ကျတော့မှ sign ရဲ့ shortcut key ဖြစ်တဲ့ author ရဲ့ equal ရဲ့ကိုနှိပ်လိုက်ပါမယ် ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပေါင်ကြတဲ့ဆောင်ချင်းစီရဲ့တုတ်တဲ့အမောင်လေးတွေကိုဒီအောက်မှာလာတွက်ပေးသွားပြီဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။